များဆုံးအကူကူတော့ရှိနေမယ်လို့ရှိမှာတူတူစွန့်တီမူလို့လောင်းနေအမောင်ညာများဆုံးတောင်းရမူလို့လောင်းနေအမောင်ညာများဆုံးအကူကူတော့ရှိနေ okay ဒီစချင်းကိုတီးမယ်ဆိုရင်ကျွန်တော်လက်ခတ်နဲ့တီးလေရတယ် band နဲ့ပုံစံတီးလေရတယ်ပေါ့နော်ကျွန်တော်ကတီးရတော့ band ပုံစံလေးပေါ့နော် electric guitar မှာတီးတဲ့ပုံစံမျိုးလေအဲကျွန်တော်ကတော့အဲ့ဒါကိုပိုအလွယ်ဆုံးလို့ယူဆတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီစချင်းကအာသူ့မွေးထွက်လာတော့ကလည်း string လေးနဲ့ထွက်လာတာ guitar နဲ့ထွက်လာတာမဟုတ်ဘူးအဲ့တော့တချို့နေရာတွေမှာဒီကောင်ကတီးတဲ့နေရာတီးမယ်မတီးတဲ့နေရာမတီးရဘူးပေါ့နော် အဲ့တော့မျိုးအဲ့ဒါကိုကျွန်တော် beginner လိုက်တီးမယ်ဆိုရင်လည်းအဆင်မပြေဘူးဗောနော်အပြေတဲ့ခါကျတော့ကျွန်တော်လက်ကက်ကတော့အာကိုလင်းလင်းကတော့တချို့လိုက်တွေမှာဆိုရင်တော့ down down လေးတွေပဲတီးသွားတယ်ဗောနော် rust တိုင်းလေး down 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 အတိုင်းလေးပဲတီးသွားတာဗောနော်လက်ကက်ကအထွေထူးမဆက်မလို့ down down အပေါ်သုံးကျိုးအောက်သုံးကျိုးအပေါ်သုံးကျိုးအောက်သုံးကျိုး down down အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းသူ့ရဲ့လက်ကက်အမှန်တော့ရှိရဲအဲ့ဒါဘာလဲဆိုတော့အပေါ်သုံးကျိုး down အောက်သုံးကျိုး down ပြီးရင်အဲသုံးချက်မြောက်မှာ 3 L A အဲတော့အထောင်းအထောင်းပေါ့နော် up down up down ပြီးရင်၄ချက်မြောက်ကြရင်4 M အဲတော့1မှာပေါ်သုံးချက် download မယ်2မှာအောက်သုံးချက် download တယ်3မှာ၄ကတီးတယ်3 E L A အောက်သုံးချက်ကိုပဲ down အထောင်းအထောင်းလုပ်မယ်ပြီးရင်၄မှာအပေါ်သုံးချက် download မယ်၄မှာနှစ်ခါတီးရဖြစ်တော့နောက်တစ်ချက်က1 2 ဲ့လိုခက်ရပါဘောနော်လက်ခက်ကဒါပေမဲ့အဲ့ဒါတွေကအဲ့တိုင်းနေသချင်းဆိုရင်အဆင်မပြေဘောနော်တိတ်မလိုက်ဖက်ဘူးလို့ခံစားရတယ်အဲ့တော့ဖြစ်နိုင်ရင်ကျွန်တော်ဘန်းနဲ့ပဲတီးပါဘန်းကအလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးလည်းဖြစ်တယ်ပြီးရင်အဲခုမှသချင်းဆိုလိုက်ဆိုရင်းနဲ့တီးကျင်တဲ့လူတွေလည်းအဆင်ပြေတယ်ဘောနော်အဲ့တော့ကျွန်တော်ဘန်းမှာ D ကိုဒီလိုကင်မှာဘောနော်ငါးကျိုးရဲ့ငါးကျိုးရဲ့စနစ်ကွက်မှာလက်တကြွယ်လေးကိုဖိပြီးတော့6ကျိုးရဲ့10ကွက်10ကွက်မှာ အာကျွန်တော်တို့လက်ညိုးလေးဖိမယ်အဲ့ဒါဒီရယူတာနော်ဒီနောက်နှစ်ခုပဲဖိအောင်မယ်နော်ကျွန်တော်တီးမှလည်း6ကျုံးနဲ့5ကျုံးပဲဒီမှာခတ်မှလည်း down နေပဲအဲ့လိုခတ်ပါနော်အဲ့တော့ဒါဒီဘာလို့ဒါလို့ဒီလို့ပြောလာလဲဆိုတော့ချီရင်းလေးပဲကျွန်တော်ဒီမှာ F ကိုဒီလိုကိုင်နေဆိုရင် F နဲ့ G နဲ့တစ်ပွက်ကျော် G G နဲ့ A နဲ့တစ်ပွက်ကျော် A A နဲ့ B နဲ့တစ်ပွက်ကျော် B B နဲ့ C နဲ့ကပ်ရဲ C C နဲ့ D တစ်ပွက်ကျော် D ရပြီเนาะအဲ့တော့ပုံစံမျိုးလေးကိုပဲအောက်ချလိုက်ပြီဆိုရင် G ရပြီဒီကြတော့5ကျိုးနဲ့4ကျိုးနဲ့5ကျိုးရဲ့30ကွက်မှာကျွန်တော်လက်ညိုးလေးနဲ့ပြီးပြီးတော့4ကျိုးရဲ့12ကွက်မှာလက်စရွယ်လေးနဲ့ပြီးလိုက်ပြီဆိုရင်ကျွန်တော် G ရပါပြီအခုတတိယမှာအပေါ်6ကျိုးကိုအမှမခတ်ပြီးစေနေပါဘူးအဲ့ဒါ G ပေါ့နော် D G အဲ့တော့ G ဘာလို့ရလဲဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက်ဒါ A A ပြီးရင် B လာမယ် B နဲ့ C နဲ့ကပ်ရယ် C ီ C နဲ့ D နဲ့တကွက်ကျော်ပြီး D နဲ့ E နဲ့တကွက်ကျော် E နဲ့ F နဲ့ကဲ့ရဲ့ပြီး G ဒါလည်းနော်အဲ့တော့ D D ခုန A ရတော့ကျွန်တော်ဒီပီးသားပဲခုနပြောခဲ့ပြီပါကျွန်တော်ဒီမှာ A ငါးကျိုးရဲ့ sorry 6ကျိုးရဲ့ငါးကွက်ကိုလက်ညှိုးလင်းနဲ့ဖြီးပြီးတော့ငါးကျိုးရဲ့ခုနှစ်ကွက်မှာကျွန်တော်တို့ပါကောလက်တကြွယ်လေးပေါ့လက်တန်းနဲ့ဖြီးလိုက်ရတယ်ကြိုက်တန်းနဲ့ဖြီးပေါ့နော်လက်တန်းနဲ့ဖြီးလက်တကြွယ်နဲ့ဖြီးပြီး အဲ A သိပြီဆိုရင်ကျွန်တော်တို့ B minor တဲ့ဒီမှာဒီတစ်ချက်မှာပါတဲ့ B minor ကိုသိပြီနောက်ဆက်လိုက် B ရပြီနော် A B အဲ့တော့ဒီမှာဒီတစ်ချင်းကတန်ပူကနှစ်ဆတီးထားတာဗောနော်အော်ကျွန်တော် raw raw တစ်ချင်းနေမတဲတစ်ချင်းတော်တော်များများတော့အဲ့တော့တန်ပိုးနှစ်ဆတင်တီးရပါတော့နှစ်ဆတင်တီးတဲ့အခါကျတော့ခေါက်တစ်ခုကိုနှစ်ခါတီးရတယ်ပေါ့နော်အဲ့တကောမျိုးပဲမဒီကိုသူ့ရဲ့မွင်းဘတ်စ်က D D G D အဲ့လိုလာမှာပေါ့နော် D D G D ဆိုရင် အာတင်းဟောတာဒီတဘာပြည့်ပြီးသွားရင်အာနောက်ထပ်ဒီတဘာထပ်တည်တယ်အဲ့ဒီသဘောမျိုးပေါ့ဒါပေမဲ့ဒီခါမှာဒီမှာကျတော့တန်ပိုနှစ်ဆတင်လာရတဲ့ဒီကိုနှစ်ခါတည်ရမှာအော်ဒီနှစ်ခါပါနေလေးခါတော့တည်ရမှာပေါ့နော်အဲ့တော့တီးမဲ့ပုံစံကဟောဒေါင်း၈ချက်ပေါ့နော်1 and 2 and 3 and 4အဲ့ဒါမှာတဘာပေါ့နော်အဲ့တော့1 and 2 and 3 and 4 and 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 ပြီးတော့ကြီးပြောင်း 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and တော့တပ်ပေါ်နစတဲ့နားရွယ်ကြည်တဲ့နှခါဒီအဝင်းဒီပြန်ပြောင်း1 and 2 and 3 and 4 and 1 and 2 and 3 and 4 and ပြီးနောက်တဲ့တပါအာနောက်တဲ့ verse တစ်ခုထပ်လာ။ဒါပြီးရင်ကျွန်တော်တို့ pre ကြရင်လည်းအဲ့လိုမျိုး branding နဲ့ပဲတီး B minor ပြောင်းတဲ့ခါကျရင်ရှေ့ကိုရွှေ့လိုက်အောင်မယ်။ B B နေရာလေးကတော့ပြခဲ့တာလေး2 and 3 and 4 and 1 and 2 and 3 and 4 and သူလည်းနှခါဒီမယ်။ အဲပြီးရင် G ပြန်ပြောင်း1 2 and 3 and 4 and 1 and 2 and 3 and 4 and ပြီးရင် G and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 3 and 4အဲ့တိုင်းလေးပဲတီးမယ်ကျွန်တော်တို့ဒီမှာရှေ့ကိုရှေ့သို့ဆက်ချီတက်မယ်ဆိုတဲ့နေရာတွေကြတော့ကျွန်တော်တို့ဒီလိုဘန်နဲ့တီးလို့ရင်တီးရရတယ်ဒါပေမဲ့တိတ်နားထောင်လို့မကောင်းဘူးကျွန်တော်တို့တစ်ချက်ချင်းစီခံမယ်သူကြတော့ဘယ်လိုခံမလဲဆိုတော့1 2 3 4 ဖိုးရာနှစ်ခါတီးလိုက်တယ်ကျန်တဲ့နေရာတွေကိုတစ်ချက်ချင်းစီကိုမှတန်ဖိုးနှေးလိုက်မှာ1 2 3 4အဲ့လိုမျိုးလာမှာနော်1 ਉਹ ਨਾ ਮਿਓ ਬੇ ਟੀਮ ਹੈ ਬੋ ਨਾ ။ဘာလို့လဲဆိုတော့အဲ့ဒါမှလည်းဒီတခြင်းကအားနဲ့မှန်တယ်ဆိုတဲ့ခါကျရင်လည်းကျွန်တော်တို့ဒီလိုခတ်တဲ့ခါလည်းအားပပါလေးနဲ့စောင့်စောင့်ခတ်လိုက်ရင်အသက်ပိုဝင်တာပေါ့နော်။အဲ့ပုံစံမျိုးပဲ။